ညီမညီမသမီးဟင်းကိုတရက်ကို၉၅၀ကျတဲ့ဘူးဆောက်ရရတယ်။အာဒါကလည်းပြန်လာကြည့်ရတယ်။တကူကူလွမ်းနေတယ်လို့ပဲ။ပါပြောတယ်။နင်ကပကန်းဘယ်အဆက်ဟောင်းလွမ်းနေရပြန်လာအောင်ပြော။ ဘယ်ဟာအဆက်ဟောင်းမှာလို့ဟာပကံမှာစားခဲ့တဲ့အညာဒီသအစားအစာကိုလွမ်းတာအညာဒီသအစားအစာပကံကဘယ်အညာဒီသအစားအစာလဲပကံကအခုချိန်မှာပြောတော့စားချင်တာကအဲ့ကွာဝက်ပုံးရှင်ကြီးကိုကဒီလုံးဝအသားနူးအီးနေတဲ့ဟာလေးကိုဟင်ပြောရဆိုရင်ဘက်ကကူကြီးရဲ့အဓိကမြန်မာဘူဖေးသမင်းစားချင်တာမြန်မာဘူဖေးသမင်းပကံအရသာနဲ့အညာဒီသလက်ရစစ်စစ်ကိုရန်ကုန်မှာလဲစားလို့ရရင်ဆိုင်ရှိတယ်သကောစလို့လား ပြီးတော့အညာဒေသအရာတာအစစ်ကိုရပါမလားနေရလေအဲ့လိုရှာရှေးရငါမကြိုက်တာဒီလားဗကံမာတော့ကလည်းအကျော်ကြိုက်လားဆိုတော့လေနင်ဘာဖြစ်မှန်းညဖြစ်မှန်းပြောပြပြီးလို့ရနေနေကြိုက်သွားတာပဲအခုလည်းနေကြိုက်သွားမှာအဲ့တော့ရှာမရှင်နဲ့အိုက်ဆာကဈေးလဲတန်နေအညာဒေတာလက်ရစစ်စစ်လေးရတယ်ရန်ကုန်မြို့ထဲမှာလည်းရှိတယ်ဟုတ်ကဲ့အဲ့လိုဆန်းနေတာလေးပြောတာအဲ့ဆိုရင်အခုပတ်စားမယ်အေးကတော့တောင်းမယ်ဟုတ်ကဲ့ဟာကျင်းလို့ဟင်မင်းတို့ကဒီဆိုင်လားဟုတ်တယ်လေစိတ်ဝင်နေ မြန်မာထမင်းဟင်းကိုတအူးမှ9500ကျတယ်ဟုတ်ဟုတ်ဟုတ်လားဟုတ်တယ်စိမ်းမာညီမကမြန်မာထမင်းဟင်းကိုတရက်ကို9500ကျတယ်ဘူးဖေးစားလို့ရတယ်ဟုတ်ဟုတ်ဆိုရင်ဟင်းနေရောဆောင်ရလားဟင်းကဘလောက်ဆုံးလဲဆိုလို့ရှိရင်လေနှစ်ယောက်လာနဲ့အသားဟင်းကိုပွဲလူများရင်များတယ်လို့၁၂ဘွဲ့နဲ့၁၃ဘွဲ့တိအောင်ဟင်းကထားပေးပြီ။အဲ့လိုမရှိမှန်းလေတော့ဒါအရင်စားနေပြီတော့မလား။ဒီကစားပါ။ Let's go ။ Wow ။ဟိုကားပါကင်လေးကလည်းလုံးဝအကျဲအေးပဲနော်။ဟုတ်တယ်အကောင်လုံးကားလေးကြီးလည်းတည်တည်တတ်တတ်ရဲရဲလေးရက်လို့ရတယ်။အေးနော်။အဲ့တော့ ကားပါကင်ကိုအေးသေးသေးဆွဲရတဲ့ချထိုးပြီးကိုကထမင်းကိုခေါင်းအေးအေးနဲ့အေးရအေးကြောင့်ထိုင်စားလို့ရတယ်။အားကြောင့်ဖြံကုန်မျိုးလိုကားကျက်တဲ့နေရာမျိုးမှာကားပါကင်နေရာကောင်းကောင်းထမင်းဆိုင်ကျတော့ယုံမိလား။တကယ်ယုံပါပြီ။အဲ့ဒါကိုသွားဆမ်းမယ်။အပြင်မှာလည်းဆိုင်အပြင်စင်ကတော်တော်လေးကြာပြီးတော့ကျဲတဲ့နေရာမှာပါလား။ မင်္ဂလာပါ။ဟိုလေညီမတို့ကအပြင်မှာလေးရာသီဥတုနဲ့ပူရဲဆိုထမင်းကိုအေးကြီးစားတယ်နည်းနည်းအခုအေးလေးနဲ့ဆိုအဆင်ပြေ။ရှိရရှင်ခဏလို့ကြောက်တယ်။အော်အေးကြီးစားလိုက်။ဟုတ်ကဲ့ကျေးဇူးပါ။ဒီကကြောက်လိုက်ပါရှင်။ကျေးဇူးပါ။ဟိုအေးနေရပဲထဲမှာ။ 哇，没打这么厉害，是吧？哎，这手没有他们那把的杀劲了，我觉得多少有点。要他妈，我嘛要玩血？我嘛不熟谁要上啊？要不然是，哎，六六杀多的！哎，那我买 E，看那血哦。你干嘛的？他妈尼玛肉的话不飞呗？那要发霉。要不不让干了？OK 吧？行。我嘛，你别。关机。给杀一 ကို4500ကျတ်ထဲနဲ့မြမတင်းဟင်းဘူဖေးဆိုတော့လုံးဝအဝဆွဲမယ်ပြီးတော့မြန်လို့စားတင်တဲ့ဟင်းပွဲတွေလည်းဒီမှာအကုန်လုံးစုံစုံလင်လင်နဲ့ရောက်လာပြီပေါ့နော်ဟုတ်ပါတယ်ဒီမှာကကျွန်တော်တို့ဒီမှာဟင်းပွဲတွေကတော့ဒီမှာအများကြီးရှိပါတယ်ဗျဒီမှာကဝသားဟင်းဆိုလို့ရှိရင်ကျွန်တော်စုံစုံဟိုဟာ73ရှိတယ်73မှာဆိုလို့ကျွန်တော်တို့ကနေ့စဉ်မှာအလဲကျကျွန်တော်ဟင်းပွဲတွေကိုချက်ပေးပါတယ်ဒီနေ့မှာတော့ဒီဝသားဟင်းတော့3မျိုးချက်ပေးပါတယ်ဗျစိတ်သားဟင်းဆိုလို့ရှိရင်တော့7မျိုးရှိတယ်7မျိုးကိုကျွန်တော်ဒီနေ့ကို2မျိုးချက်ပါတယ်ဆိုတော့ ီထဲမှာပါတဲ့ဟင်းပွဲကတင်းကား30အထိဆိုလို့ရှိရင်ကျွန်တော်တနေ့ကိုအလဲကျနှစ်ပွဲနှစ်ပွဲချက်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီဆိုင်မှာပါဟင်းနေချက်ဆိုတော့သိတင်တယ်ဆိုလို့ရှိရင်တော့ဆိုင်ရဲ့ဒီမှာဖုန်းနံပါတ်လေးပါပါတယ်ဖုန်းနံပါတ်ကိုဆက်ပြီးတော့မေးလို့လည်းရတယ်လို့ကျွန်တော်က QR scan လေးလည်းရှိရဗျ QR scan လေးကိုလည်းချက်တော့ရိုက်ပြီးတော့ကြည့်လို့ရပါတယ်နော်အဲဒါဆိုလို့ရှိရင် description မှာမြန်လို့ရတာဖုန်းနံပါတ်လေးလည်းချက်ထားပေးမယ်ပေါ့နော်ဒီနေ့အတွက်စိတ်သားဟင်းကတော့စိတ်ပူချမ်းဟင်းရဲ့မြန်လို့ရဲဆိုင်ကစိတ်သားနှက်ပေါ့စိတ်သားဟင်းလေးပါဘောကနူးနေရပဲနည်းနည်းဖြဲလိုက်တာနဲ့ဟို wow ဒီတစ်ခုရှိသေးတယ်ဒီဆိုင်မှာလုံးဝနာမည်ကြီးဆုံးဟင်းပွဲ ပါရော။ဘာဖြစ်မှန်းလဲ။ရေလုံးအရင်ကြိုက်တယ် Yes ။ဘောပုံးကြီးကြီးဘောပုံးကြီးကြီးရလေဒါရန်ကုန်ခမင်းဆိုင်တိုင်းမှာမရဘူးပေါ့နော်။ဒါခမင်းဆိုင်ကြီးကြီးလေးလောက်မှသာရတာမျိုး။ပြီးတော့ဒီမှာကဝသားဟင်းကညသုံးယူရမှာရတယ်။အဲ့တော့နင်းတန်တမတ်ညလုံးကစက်မှာပေါ့။ Okay ဆိုတော့ကျွန်တော်စပြီးတော့ပြီးရှိပါမယ်။ကျွန်တော်အရင်ဦးဆုံးဒီဝပုံးကြီးကြီးကိုပြီးရှိပါမယ်ဗျာ။ဒါတော့ဒါအစိမ်းဝါကြီးကဝပုံးလေးပါ။ လုံးဝမျက်နှာလေးမစားရတူတော့မှကြည့်ရင်လည်းတည်ရကြအစားရှင်တရားကြီးဒါကတော့မေယိုသီတော်တာစိတ်ဝါနေဆိုင်ခွဲရပင်ရတာမုံရွာနေစားရလို့ပြောတယ်အဲ့တော့အညာဟင်းနေရာတော့ပိုင်မှသေးကြတယ်အရင်တော့ဟင်းရလာတိရအောင်ကျွန်တော်ကတော့အတုံးလိုက်အရင်ဆွဲကြည့်လိုက်ပြောပါရဲ့ င်းတက်ကြိုက်မှာပါလို့ဘုန်းဝင်ကြီးအနက်အကြောင်းတော့ပတ်ပတ်ဆူဒါအဲ့အဲ့ညောင်ရူးစားမယ်ညောင်စားလိုက်တော့တော့မှညာကမင်းလိုက်ရပါတယ်ညာကမင်းလိုက်ရတယ်ကျွန်တော်တို့ဘကံမှာစားခဲ့တဲ့ဟာကို brand နဲ့လည်းလုပ်ဘူးပြောရအဲ့ဖီးကိုပြန်ထန်စားလိုက်ရဆိုတော့တကယ်အရန်ကောင်းတယ် ကျွန်တော်အခုဖားနေတဲ့ဟင်းလျာလေးတွေကိုမဆက်ပြီးသွားမယ်ဗျာဒီမှာကတော့အာလူးနဲ့ပါပြီးတော့ဒီမှာဝက်ကလီစာရှိမယ်ဆင်ရည်ကြီးလုပ်ပါမယ်ပြီးလို့ရှိရင်ပဲနဲ့ပါမယ်ပြီးဒါကတော့ပစွန်ပြီးတော့ဒါကဝတ်သားဒီဘက်ကတော့ကျွန်တော်ကပြောသွားတယ်လုံးဝရှေ့ဝက်ပုံးရည်ရှိပါပြီးတော့ဒါကစက်သားကျော်ဘဲဦးအဲပြီးလို့ရှိရင်တော့ဒါကတော့ချက်တုံကြီးချက်လေးပါဗျအဲပြီးတော့စက်သားဟင်းပါမယ်ပြီးတော့ပစွန်ကျော်ပါမယ်တဲ့ရေလို့တစ်ဖက်ကားလေးတစ်ချက်တော့ရေလို့ဘက်ကတော့ဒါမျိုးအရင်ဆုံးပြောချင်တဲ့စိတ်ပူချမ်းဟင်း ုတန်းနေမှာသူအရေးတောက်နေနေဆိုတော့လောကအနည်းနဲ့ချက်ထားတာမဟုတ်ဘူးစိတ်ဥတန်းပါမယ်ငါဆုပ်ပါမယ်နောက်တစ်ခုကတော့ဒါခုနမျိုးလို့စားပြီးတော့အရန်ကောင်းတယ်လို့ပြောရဲစိတ်သားနှံ့ပါမယ်နောက်တစ်အရေးတောက်နေနေဆိုလို့ရှိရင်ဒါကင်မွန်းချင်ခင်းရို့လေသူကကြောက်လောကအီတီလို့မြမဟင်းအစီအမိတင်နေစားရတဲ့အချိန်ကဆိုလို့ရှိရင်ဒါအရေးကချစ်ချင်လေးတောက်လို့ရရင်လောကအသက်ပဲဒါကတော့ကြက်ခွေးတော့ချက်ဒီမန်းနေကြိုက်နေလို့လူလူကြိုက်တယ်ဒီမှာကလူလူနေလို့ဟမ် တင်ငါးဟင်းနဲ့ပါတယ်ပြီးတော့ဟင်းကစုံစုံလင်လင်လေးရှိတယ်ဆိုတော့တော်အဆင်ပြေဒါဆိုရင်ဘူးရချော်ဆိုလို့ရှိရင်လည်းအဆက်ကောအချော်ရောနှစ်မျိုးရှိရဲဟုတ်ပါတယ်ဟိုဟင်းကချမောက်ကျော်ရှိတယ်ပြီးတော့ဒါကတော့ဟိုပါပါလေပိန်းနေသေးချက်လေးပါဗျာအော်ငါးဟင်းမဟုတ်လားဟုတ်ငါးရဲ့ဘွာပိန်းနေသေးချက်လေးနင်တို့ကမှပိန်းနေသေးချက်မစားဘူးစစ်စားကြည့်အောင်ဟိုပိန်းနေတယ်ဟုတ်ကဲ့ မိုက်လိုက်လူလူလေးလုံးဝကဲဒါတော့ဒီဖန်ကဘုံဆုံးချက်လေးပါအော်ဘယ်လိုကြောဘယ်လိုချက်ပါရှိနော်။အမျိုးရတယ်။အားရ။ဟေးဟေးဒီမှာကြည့်လိုက်ကျွန်တော်ပကံတော်လုံးဝဟင်းကိုအစုံတော့ဘဲဥဟင်းရဲ့ဝက်ကလီသာရဲ့ဝတ်သားဟင်းရဲ့ကြက်ကြော်ရဲ့အသေးမြေ။ခုနလင်းထန်သူ့ပကံလေးတစ်သက်ရဲ့စားနေတယ်မှာမင်းတို့က ဒီဆိုင်ရဲ့ဟင်းအနစ်တွေကကောင်းသွားပြီလို့အနစ်ရဲ့ငရုတ်သီးစားတော့ရဲ့နည်းနည်းစားရတယ်တော်တော်ရသာတွင်နေပြီပေါ့နော်အဲ့တော့ဘူးသီးစားတော့တောင်အရင်ဟင်းတွေလည်းလုံးဝစုံစုံလင်းလင်းမြည်ကြည့်ရမယ်လေဟုတ်တယ်ဟုတ်အားကြ ဒီမှာဒီမှာကြော်ပြီးတော့မှာပဲပဲနဲ့လည်းရှိတယ်။အော်ပဲနဲ့အရင်ကြီးမဲ့ညနှောကလေငငယ်ရဆိုလို့ရှိရင်အဖွားအမဲပဲနဲ့ကြီးရပဲနဲ့ကလုံးဝ favorite ညနှောကလေဒီလိုပဲနဲ့ဆိုလို့ရှိရင်လုံးဝအဲ့လိုတချို့ဆိုင်ကြီးရှိရဒါအခုနေနဲ့ပဲနဲ့ကြတာပေါ့နော်အဲ့လိုမျိုးဆိုတိတ်ကြိုက်ဘူးဒီလိုမျိုးပဲလေးကိုတိချာလေးခရင်ဆိုင်ခွာသေးပြီးနှစ်တာမျိုးလေးကိုမှစိုက်တာခရင်ဆိုင်ခံနေတာပေါ့နော်ဒါမှမဟုတ်အရင်ရင်မရှိသေးရနော်ပဲနဲ့ကမဲဟင်းဘွဲပြောတော့အရင်ဟင်းဘွဲအောင်ရရလာတယ် fondo. Era bom. Quá tuyệt vời đó Thì cái quá tuyệt vời đó sao hả đúng không ạ? Thì tao nên làm nhà nuôn này rồi thì cái sao đâu nên là quẹt <laughs> <laughs> ။ညီတို့စားခဲ့စိတ်ဝါနေမှာဆိုလို့ရှိရင်လေဒါအခုဒီနေ့ညီတို့အေးစစ်စစ်အခုနေ့နဲ့လာထိုင်စားသလိုပဲပေါ့နော် VIP ခန်းလေးလည်းရှိပါရဲ့။အခုလိုမျိုးမီးပြတ်တဲ့ကာလာရင်းမှာပေါ့နော်ထမင်းဟင်းကိုဒါအေးစစ်စစ်အခုလေးနဲ့အခန်းလေးနဲ့စားခြင်းလေဆိုလို့ရှိရင်တော့ဒါဒီမှာတနားရုံမှာ9000မရှိရဲ့ပေါ့နော်။အနည်းဆုံးလူတစ်ယောက်ကတော့ထမင်းကို3-4နာရီတော့မစားဘူး။7နာရီဆိုတာလုံးလုံးလောက်နဲ့စားလို့ရပြီ။ပြီးတော့9000ပဲဆိုတော့တော်တော်လေးတက်တာရဲ့ဒါအေးကွန်းအေးကွန်းနဲ့နေရတာနဲ့ကိုတော်တော်လေးကျန်နေပြီပေါ့နော်။ညီတို့ကတော့ ပြိုင်ပြီးမင်းလေးပါလာစားဖို့ပို့ပြီး recommend လုပ်ပါရင်ညနုကိုနိုင်ကလည်းအေးစစ်စစ်ထမင်းစားတာသဘောကျတယ်ဆိုတော့ဒါပို့ပြီးတော့စိုက်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ညနုသဘောကျတဲ့ချက်ကိုပြောရင် customer service ဒီစိုးဝါနေမှာ customer service အရန်ကောင်းတဲ့အပြင်ဝန်ထမ်းတွေကလည်းပေါ်ပေါ်ရွေရှိတယ်အခုလိုမျိုးဒါဟင်းမွေးရဲ့အရန်များတဲ့အချိန်တွေမှာညနုကအဲမိုက်ဒါဘာဟင်းမွေးလေးလဲဟိုကဘာလေးလဲအဲ့လိုပြောတဲ့အချိန်ပေါ့နော်လုံးဝစိတ်ရှိရှိနဲ့ရှင်းပြပြီးရဲ့တောက်ချင်တဲ့အေးလေးရှိလို့ရှိရင်လည်းမိုက်ခလေးနဲ့ထည့်ပေးပါဘလို့ပဲချမ်းသာအကုန်လောက်ထောင်ပြီးရအဲ့တော့ customer service ကောင်းတာကတော့ ခိုင်းလို့ပေါ့ကြာနှမရအောင်လို့အကုန်လိုက်အကုန်လိုက်ဖြည့်စီးသေးတယ်။ဆိုင်လေးဆိုင်လေးကဆိုင်လေးဆိုင်လေးကတော့ကျွန်တော်တို့ဒီမှာ OE တစ်တစ်ခွန်ခွန်ဈေးကုန်အရှိရက်ကွက်ဘဟုနဲ့အင်းစိန်မျိုးတွေပါခင်ဗျာကျွန်တော်တို့အရန်ရှာတာခက်နေရဆိုလို့ရှိရင်တော့အင်းစိန်မျိုးရဲ့ကာဏနာလိုင်စင်ရုံးအရှိခဲ့တဲ့မှာရှိပါတယ်။ဖုန်းနံပါတ်ကတော့ကျွန်တော်တို့09 444 555 9130 9330ဖြစ်ပါတယ်ခင်ဗျာနောက်တစ်လုံးကတော့044 555 9230ပဲဖြစ်ပါတယ်။ကဲအဲ့တော့လင်းကန်လိပ်စာလေးပြောပြသွားတဲ့အချိန်မှာမျိုးအား အချက်တစ်ခုပြောရရင်မင်းတို့ဗီဒီယိုအစမှပြောခဲ့သလိုပဲမင်းတို့ကားထုတ်ခဲ့ကားပါကင်လေကားပါကင်ဝင်ရတော်တော်လေးကျယ်တယ်ပုံမှန်အဖြစ်မင်းတို့ထမင်းဆိုင်တွေမှာထမင်းသွားစားရခါကြလို့ရှင်ဓမ္မရမ်းမှာကားတွေရက်ခဲ့ရတာဆိုလို့ရှင်စိတ်မထအောင်ပေါ့နော်ဒီမှာကားပါကင်ဝင်ကျကျဝင်းဝင်းဆိုင်နေထားကျကျဝင်းဝင်းနဲ့ဆိုတော့ထမင်းကိုစိတ်အေးလက်အေးနဲ့စားလို့ရတယ်မိသားစုနဲ့ပဲလာဆားဆားမိတ်ဆွေနဲ့ပဲလာဆားဆားပေါ့နော်အရင်အဆင်ပြေတဲ့အတွက်ဒီစိန်ဝါနီဆိုင်လေးမှာထမင်းတစ်ခေါက်တစ်ခါတော့လာဆန်းကြည့်ဖို့အတွက်မင်းတို့က highly recommend လုပ်ပါတယ်ခဏနေကြရင်လည်းမင်းတို့ ဒီမှာ free ထားပြီးရဲ့လက်ဖက်ပွဲလေးစားအောင်ပါမို့လို့လက်ဖက်ပွဲလေးစားရင်ပြန်တွေ့ကြပါမယ်။ ုံလေးလေးစားခြင်းတစ်ချိန်သာအောင်မယ်။ဟေးဟလုံလေးလေးစားခြင်းလည်းဆိုလို့ရှိရင်တော့ကျွန်တော်နေ့လေကျွန်တော်၁၇ရက်နေ့ရနေပြီးတော့ကျွန်တော်တနအိထိလာခြင်းခြင်းပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တွေမှာကျွန်တော်ဒီဆိုင်မာကဟင်းပွဲအမေပို့ဆောင်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်လူရအရင်များတော့ကြာတော့လာတဲ့အချိန်လေးလေးနောက်ကျသွားတာလေ။ကိုစားခြင်းနဲ့ဟင်းပွဲကိုစားရမှာဆိုလို့ပါ။ပြီးတော့ကျွန်တော်ဒီဆိုင်မာက Saturday Sunday ဆိုလို့ရှိရင်လူရများတဲ့အတွက်ကြောင့်ကိုကအေးစိတ်စိတ်လာပြီးတော့စားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Monday to Friday weekend နေ့မှာလာပြီးတော့စားခြင်းခြင်းပါ။ Monday to Friday ဂျာရည်နဲ့ဟုတ်ကဲ့ဂျာရည်ကျွန်တော်ဘုကေမို့မှာပါလို့ sorry ကျွန်တော်ဂျာရည်ဒီမှာ ှာလာပြီးတော့စားသိချင်ပါတယ်ဒါကကျွန်တော်ဟဲလီဟိုပြောပြမယ် recommend ပေးပါတယ်ဗျာ အဲ့ပဲလင်းတန်ဘိုးလိုရမ်းမုတ်တာပဲသိလားဘာလို့ဂျာရဲဒီမှာလာစားခိုင်းလဲဆိုတော့ခုနလင်းတန်ပြောသလိုပဲပေါ့နော်လူရမ်းကြလို့ရှိရင်ဒါအေးစင်းလေးစားလို့မရမှာဆိုလို့ပြောဟင်းလေးလည်းစုံစုံလေးစားလို့ရအောင်ခုနမင်းတို့ဒါမြုံမိထားတဲ့အချိန်လေးနဲ့ဒါရက်လီဒီမှာပဲလာစားဖို့အတွက်ကတော့ဆိုပြီးတော့ recommend လုပ်ပါရဲ့ဟုတ်ပါတယ်ပြီးတော့နောက်တစ်ခုကကြောက်ကျွန်တော်ဆော့ဆော့ပြသွားပြီ new cat ထဲမှာဟင်းပွဲတွေကိုကိုစားခြင်းနဲ့ဟင်းပွဲတွေဗာဟင်းပွဲတွေဖြစ်မလဲဆိုတော့ဟိုတိကျတယ်ဆိုလို့ရှိရင်တော့ concept ပြီးတော့ plan ပြီးတော့မြင်းမြန်ပြီးတော့လာစားသိကြပါရဲ့ခင်ဗျနောက်တစ်ခုသိသေးလားဟုတ်ပါတယ်စိန်ဝါနေ Facebook page မှာလည်းဒါဟင်းပွဲလေးတွေအကြ ောင်းဒီခါလေးကြည့်လို့ရတယ်လေ။အော်ตัวนี้เนี่ยเนี่ยเหรอโหอึ้งเลยเนาะเนาะ Facebook page ชื่ออ่ะก็ยังอึ้งเปียสรุปทีนี้วิดีโอเลยก็เดี๋ยวป่ะเว้ยถูกป่ะดิအဲ့တော့မျိုးနိုးလိုမျိုးမြန်မာသမီးကောင်းကောင်းကြိုက်လို့ရှင်ဒါစိတ်ဝနေကိုလာစားဖို့အတွက်မမေ့ပါနဲ့လို့နောက်တစ်ခုကတော့အခုလိုမျိုးဗီဒီယိုကောင်းလေးတင်ဆက်ပေးနေရဲ့ဒါဟန်မြန်မာရဲ့ social media platform တွေကိုလည်း like and follow လုပ်ဖို့လုံးဝမမေ့ပါနဲ့เนาะဒါဆိုရင်မျိုးနိုးလိုလင်းသက်လို့နဲ့တူတူနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတာတာ